င်္ဂလာပါခင်ဗျရှကုခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်စင်ကောင်းဆောင်မင်းအွန်လိုင်းနဲ့စစ်ကောင်စီရဲ့မြန်မာပြည်သူတွေအပေါ်အကြံဖတ်လှုပ်ရက်တွေကိုအာဆီယံကလစ်လူရှုထားရင်မြန်မာနိုင်ငံငြိမ်းချမ်းတည်ငြိမ်မှုမရနိုင်ဘူးလို့အန်ယူဂျီကပြောလိုက်ပါတယ်အကြံဖတ်စင်ကောင်းစီတက်ထိန်ချုပ်ထားတဲ့မင်္ဂလိပ်မြို့ပေါ်မှာရွှေဇာမနီရွှေဆိုင်ဓမြတိုက်ခိုင်ရပြီးရွှေ23ကျပ်သားပါသွားပြန်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့အကျန်းဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းနဲ့စစ်ကောင်းစီရဲ့မြန်မာပြည်သူတွေအပေါ်အကျန်းဖတ်လောက်ရတွေကိုအာဆီယံကလစ်လျူရှုထားရင်မြန်မာနိုင်ငံငြိမ်းချမ်းတည်ငြိမ်မှုမရနိုင်ဘူးလို့မြို့သားညီအစိုးရ NGO ရဲ့တမနာရုံးပြောရေးဆိုခွင့်ရှိသူဥကျော်ဇော့ကတတိပေးပြောဆိုလိုက်ပါတယ်။ဒါကတော့ဒီကနေ့ဧပြီလ29ရက်နေ့မှာထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာ NGO ရဲ့နိုင်ငံတော်တမနာရုံးပြောရေးဆိုခွင့်ရှိသူဥကျော်ဇော့ကပြောလိုက်တာပါ။လက်ရှိအာဆီယံအနေနဲ့က အကြက်ဖက်စကောင်းဆောင်မင်းအွန်လိုင်းနဲ့စကောင်းစီရဲ့မြမပြည်သူတွေအပေါ်အကြက်ဖက်လုံရက်တွေကိုလစ်လူမရှုဖို့အရေးကြီးပြီးအဲ့လိုမင်းအွန်လိုင်းတို့စစ်အုပ်စုရဲ့အကြက်ဖက်လုံရက်တွေကိုလစ်လူရှုထားမယ်ဆိုရင်တော့မြန်မာနိုင်ငံမှာငြိမ်းချမ်းတည်ငြိမ်မှုမရနိုင်ဘူးဆိုတာကိုအသိပေးကြပါတယ်လို့အယူဂျီရဲ့တမန်တော်ပြောရေးစုခွင့်ရှိသူဦးကျော်ဇော့ကတတိပေးပြောဆိုလိုက်ပါတယ်ဒါအပြင်လက်ရှိမြမအကြက်အတဲကိုပြေလည်ဖို့အတွက်အကြက်ဖက်စကောင်းစီကိုသာတစ်ဖက်သက်တွဲဆုံမှုတွေလုပ်နေမယ်ဆိုရင်တော့ဒါဟာအပြည့်မဟုတ်တလို့အာဆီယံအဖွဲ့အနေနဲ့ အမျိုးသားညီညွတ်အစိုးရနဲ့အတူတော်လိုင်းရေးအင်အားစုတွေနဲ့ပါတရားဝင်ထိတွေ့ပြီးနိုင်ငံရေးအဖြစ်ရှာဖို့လုတ်ကင်မှသာမြန်မာနိုင်ငံအတွက်ရရှိတည်တံ့ခိုင်မာတဲ့တည်ငြိမ်အေဂျင့်မှုကိုရမယ်နီလန်းဖြစ်တယ်ဆိုတာကိုလည်းအသိပေးကြင်ပါတယ်လို့ MG ရဲ့တမနာရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောထားပါတယ်ခင်ဗျာဖတ်မှာတော့အချမ်းဖက်စကောင်စီတက်ထင်းချုပ်ထားတဲ့မန္တလေးမြို့ပေါ်မှာရွှေဇာမနီရွှေဆိုင်ဓမြတိုက်ခိုင်ရပြီးရွှေ23ကျပ်သားပါသွားပြန်တယ်လို့သိရပါတယ်ဖြစ်စဉ်ကတော့ဧပြီလ28ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လွဲပိုင်းမှာပဲ မန္တလေးမြို့ချမ်းမြသာစီမြို့နယ်အောင်ပင်လယ်ရက်ကွက်134လမ်းကြား55လမ်းပေါ်မှာရှိတယ်ရွှေဇာမဏီရွှေဆိုင်ကိုပျောက်ကြောက်ွက်လူနှစ်ဦးအပါဝင်လူ9ဦးကလက်နက်တွေကင်လာပြီးဝင်ရောက်ဓမြတိုက်သွားတယ်လို့သိရပါတယ်အဲ့ဒီဓမြ9ဦးဟာ Honda Insight အမဲရောင်ကားကိုစီးလာတာဖြစ်ပြီးရွှေဆိုင်တဲကိုဝင်ရောက်ဓမြတိုက်တဲ့အချိန်ဆိုင်ထဲကရွှေ23ကျပ်သားဝင်းကျင်တဲ့ iPhone မှာယူသွားပြီးတရားခံတွေကိုတော့ Fancy Yami ဒါမျိုးမရှိသေးဘူးလို့လည်းသိရပါတယ်ဒါပြင် အဲ့ဒီမန္တလေးမြို့ပေါ်မှာပဲဧပြီလ25ရက်နေ့ကလည်းအငိမ့်စားပမခဒေါက်တာထွိထွိဆိုသူကိုအိမ်ချမ်းမြေလိုက်လံပြသမယ်ဆိုပြီးရိုက်နဲ့တပ်ဖြတ်ပြီးတော့လက်ဝတ်လက်စားနဲ့ပိုင်ဆိုင်မှုတွေကိုလူရဲသွားတဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ပါသေးတယ်။လက်ရှိအကြံဖက်စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့မန္တလေးမြို့ပေါ်မှာငလင်းလောက်ခတ်ပြီးတဲ့နောက်ပိုင်းညအချိန်တွေဆိုတကိုးတွေတောင်းကျန်းတံမျိုးဖြစ်နေတယ်လို့နေ့အချိန်တွေမှာလည်းနေအိမ်တချို့ဖောက်ထွင်းခံရတာတွေနဲ့ကိုဆိုးလူရဲတပ်ဖြတ်မှုတွေမကြာခဏဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ ဖက်မှာတော့စကိုင်းတိုင်းကလေးမြို့နယ်ကကြံသာကြီးရွာဘက်ကဝင်ရောက်လာပြန်တဲ့အချက်ပစကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ခြင်းမို့ရပါစေကောင်စီတပ်သား28ဦးကတော့အသေးသေးသိကုံကြပြန်တဲ့အပြင်စစ်သားမပွားအလောင်းတွေနဲ့အတူလက်နက်ခဲယံတွေလည်းတင်ကြီးရရှိထားပြီးစစ်ကူလာတဲ့ MI35 ရဟတ်ယာဉ်တစ်စီးကိုပါတော်လန်ရေးတပ်တွေကထိမှန်သွားအောင်ပြစ်ခတ်နိုင်ခဲ့တယ်လို့ Chinland Information Center နဲ့ CNA ပြောခွင့်ရပုဂ္ဂိုလ်စလိုင်းထက်နီတို့ကပြောပါတယ် ဖြစ်စဉ်ကတော့ April 29ရက်နေ့ကပဲစကိုင်းတိုင်းကလေးမြို့နယ်မှာရှိတဲ့ကြံသာကျေးရွာဘက်ဝင်ရောက်လာပြန်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုချင်းတက်တွေနဲ့တော်လိုင်းကြီးပူးပေါင်းတပ်တွေကနှစ်ဖက်ညှက်ပြီးဝိုင်းဝန်းတိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား28ဦးကတော့အ သိသိတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းများသွားပြီတဲ့နော်လေကြောင့်ပြစ်ကူတွေပါအသေးအသေးခေါ်ပြီးပြန်ဆုပ်ပြေးသွားရတဲ့အထိဖြစ်သွားလေအဲ့ဒီစစ်ကူလာတဲ့ MI 35ရဟတ်ရင်ကိုပါတော်လန်ရေးတပ်တွေကထိမှန်သွားအောင်ပြစ်ခတ်နိုင်ခဲ့တဲ့အပြင်တိုက်ပွဲဖြစ်ပွားရနေရာကနေလေစစ်သားတွေရဲ့မပါအလောင်းတွေနဲ့အတူလက်နက်ခဲယမ်းတွေပါတင်းစီရရှိထားတယ်လို့ချင်းလိုက် information center နဲ့ CNA ပြောခွင့်ရပုဂ္ဂိုလ် slide တက်နေတို့ကပြောထားပါလိမ့်ခင်ဗျ ောက်မှာလေဘကိုးတိုင်းလက်ပတန်းမြို့နယ်စင်တလင်းချေရွာဖုန်ကြီးကျောင်းဘက်ဝင်ရောက်လာတဲ့အချက်ဖက်စကောင်စီတပ်သားတွေကိုတော်လိုင်းပူပေါင်းတပ်တွေကတွားရောက်တိုက်ခိုက်ရမှာစေကောင်စီဘက်ကဗိုလ်ကြီးတအုပ်အပါအဝင်၄ဦးကဒဏ်ရာတွေရသွားပြီးတဲ့နောက်ကျန်တဲ့စစ်သားတွေနဲ့အတူစစ်ကူပါခေါ်ပြီးထွက်ပြေးသွားကြတယ်လို့ရွှေဒမ်းမြေ PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့ဧပြီလ26ရက်နေ့ကပဲလက်ပတန်းမြို့နယ်စင်တလင်းချေရွာဖုန်ကြီးကျောင်းဘက်ကအချက်ဖက်စကောင်စီတပ်သားတွေဝင်ရောက်လာတဲ့တည်င်းရတာနဲ့ ဒေါ်လန်ရေးပူပေါင်းတပ်တွေကတော့ရောက်ပစ်ခတ်တက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခတ်မှုအတွေ့စစ်ကောင်စီဘက်ကဗိုလ်ကြီးတဦးအပါဝင်၄ဦးဟာဒဏ်ရာရရသွားပြီးတဲ့နောက်စစ်ကောင်စီတပ်သားတွေဟာကြံတဲ့စစ်သားတွေနဲ့အတူစစ်ကူစစ်ကြောင်းမှာအသေးအံခေါ်ပြီးတော့ပြန်ဆုတ်ပြေးသွားကြတယ်လို့ရွှေဓာတ်မြေ PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျာ ဖက်မှာတော့မန္တလေးတိုင်းကတောင်သားမြို့ပေါ်မှာတာဝန်ကျနေတဲ့အချက်ဖက်စစ်ကောင်စီဘက်ကရဲတပ်သားတအူဟာလက်နက်ခဲယမ်းနဲ့အတူထွက်ပြေးလာပြီးတော်လိုင်းရေးတတိစီမှာအလင်းဝင်ရောက်လာတယ်လို့မြင်းချံဘလက်တိုင်ကတပ်ဖွဲ့ကောင်းဆောင်ဘူမိုက်ခဲကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဧပြီလ26ရက်နေ့ကပဲတောင်သားမြို့ပေါ်မှာတာဝန်ကျနေတဲ့အချက်ဖက်စစ်ကောင်စီဘက်ကရဲတပ်သားတအူဟာတော်လိုင်းရေးတတိစီမှာအလင်းဝင်ရောက်ခြင်းနဲ့အကြောင်းဆက်တွယ်လာပြီးတဲ့နောက်သူကိုင်ဆောင်တဲ့လက်နက်ခဲယမ်းနဲ့အတူမရမကထွက်ပြေးလာပြီးမြင်းချံဘလက်တိုင်ကတပ်ဖွဲ့စီမှာအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။ အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့ရဲတပ်သားကိုတော်လိုင်းရဲတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစုံဆောက်ရှောက်ပေးထားပြီးလက်နက်ပါပါလာတဲ့အတွက်စုငွေလက်ချင်းမြင်ပေးထားပါတယ်လို့မြင်းချံဘလက်တက်ကတပွဲခေါင်းဆောင်ဘူမိုက်ခဲကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ